မင်္ဂလာပါညီမနာမည်ကတော့ဂျင်ခေါမလွန်ဖြစ်ပါတယ်ညီမက50% scholarship ပြပြီးတော့ computing with business management အသားမှာသင်ယူနေတာပဲဖြစ်ပါတယ်မြမက foundation သက်နေတဲ့ချိန်တွေမှာပဲ strategy first ရဲ့ facebook page ပေါ်မှာဒီ scholarship program post တွေကိုတွေ့တော့ဝင်လျှောက်ဖြစ်ခဲ့ပါမြမကအစကတည်းက business နဲ့ IT ပိုင်းကိုစဉ်းစားရဖြစ်တဲ့အတွက်အထက်တန်းပြီးတော့ college ရာနေရာနဲ့ strategy first ကို research လုပ်ဖြစ်ခဲ့ strategy first က academic ပိုင်းမှာ reputation ကောင်းတဲ့အပြင်ကျောင်းတွင်း activity တွေလည်းအများကြီးလုပ်ပြီးခဲ့တာကိုသိရတယ်ပြီးတော့ငမသက်ချင်တဲ့ business နဲ့ IT ပိုင်းကိုလည်းလဲတင်လို့ရတဲ့ program ရှိတဲ့အတွက်ကြောင့်ဒီကျောင်းကိုရွေးချယ်ခဲ့တာပါမြမကချင်းတော်ကနေရန်ကုန်လာပြီးတော့ကျောင်းလာတဲ့ချိန်မှာဒီ scholarship ရတဲ့အတွက်ကြောင့် financial ဘန်းဆိုင်ရာမှာအဆင်မပြေရတော့ဘူးမြမမိဘတွေလည်းမြမရဲ့ကျောင်းဆရာအတွက် ဝင်ရောက်သွားခဲ့တယ်။ဒါကြောင့်ညီမမောင်လေးတွေရဲ့ပညာရေးပိုင်းမှာပိုပြီးအားထုတ်နိုင်ခဲ့ပါတယ်။ Strategy First ကညီမကိုခုလိုမျိုး scholarship ပေးရတဲ့ကြောင့်ညီမကိုယ်တိုင်လည်းဒီအခွင့်အရေးနဲ့ထိုက်သန်အောင်နောက်လည်းဒီလိုအခွင့်အလမ်းမျိုးတွေရနိုင်အောင်လို့စာပို့စူးစမ်းရမယ်ဆိုတဲ့အတွင်းဝင်ပြီးတော့ motivate အများကြီးဖြစ်စေခဲ့ပါတယ်။ဒီကြောင့်အသက်ပြီးတော့ဆရာဆရာမတွေရဲ့အကူအညီနဲ့အကျောင်းစာတွေကိုအခက်အခဲမရှိသင်ယူနိုင်ခဲ့တယ်။ပြီးတော့အကျောင်းအနေဖွင့်ပေးတဲ့ free course တွေကလည်းညီမရဲ့ career goal အတွက် foundation ခံမအောင်လို့အထောက်အကူပြုမယ်လို့ယုံကြည်တယ်။ ပြီးတော့ group presentation တွေ club တွေ activity တွေမှာလည်းပါဝင်ဖြစ်ခဲ့တဲ့အတွက်ကြောင့်ညီမက confidence လည်းရှိလာပြီးတော့ social skill လည်းကောင်းလာပါတယ်ပထမအဆုံးညီမကို scholarship ပေးရတဲ့ strategy first ကိုကျေးဇူးအများကြီးတင်ပါတယ်ဒီ scholarship program ကညီမလိုမျိုး financial problem ရှိတဲ့အကြောင်းသားအကြောင်းသူတွေအတွက်ခွင့်လမ်းတွေပေးပြီးတော့အများကြီးထောက်ကူဖြစ်စေပါတယ်ဒါကြောင့်ဒီ scholarship ကိုစစ်ဆင်ပေးရဆရာဦးအောင်ချစ်ခင်ကိုကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်